မင်္ဂလာပါခင်ဗျာဆာရီတူဆရာမငွေရင်းနှင်းဆက်ဖားကန့်ရေးသားတော့တဦးစနေလို့အမည်ရတယ်ဝိတုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာတဦးစနေကစုံနယုံမိုးဦးတစက်ကြအချိန်မှာကိုတဦးနဲ့မခင်လေးတို့လင်မယားနှစ်ယောက်ဇာတိမျိုးဖြစ်တဲ့မိုးကြီးမျိုးစင်းမှု ပြင်ဆင်နေကြ၏အကိုတက်ရေအကိုတက်ဒီကိုမြန်မြန်လာပါဦးရှင်ကလည်းအေးစိုးတုံနေတုံနေနဲ့ လာပါပြီဟာမခင်လေးရစိတ်ကြည်ပဲတကယ်တည်းဘိုက်ကနေစီလာစီကြီးနဲ့စိတ်ကိုတန်းနိုင်တယ်များချော်ထားပါအောင်ဟာကိုတော်ဦးနဲ့မခင်လေးလိုလင်မယားနှစ်ယောက်ကကချင်ပြည်နယ်မြကြီးနားမြို့ရဲ့အေယာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ဝိုင်းမော့မြို့ကိုဖျက်ကျော်သွားရတဲ့မလိကမြေကမ်းတစ်ပေးမှာတည်ရှိတဲ့မှန်တောင်းဆိုတဲ့တိုင်းရင်းသားအများစုနေထိုင်ကြတဲ့ဘာကလေးမှာကိုဟိုးကျော်ဆိုင်အမိနဲ့လက်ဖက်ရည်ဆိုင်ကလေးဖွင့်ထားပြီးစီးပွားရှာနေကြတဲ့ တနီးမောင်နှံတွေပါအခုလည်းတအူးမွေးဘွားဖို့အရှိန်နီးကလာပြီဖြစ်တဲ့အတွက်ဆိုင်ကိုပိတ်ထားပြီးဇာတိဖြစ်တဲ့မိုးညင်းမျိုးကိုပြန်ဆင်းရဖို့ပြင်ဆင်နေချိန်မိမဖြစ်သူမက်ခင်လေးကသူ့ယောက်ျားကိုတအူးကိုစိတ်မရှိတဲ့လေတံနဲ့អော်ခေါ်လာချင်းရပါအခုတက်ရေမိုးညင်းမျိုးပြန်ဆင်းလို့တော့မဖြစ်တော့ဘူးခင်လေးဘိုင်းနာနေပြီဟင်မက်ခင်လေးဒီမှာမွေးတော့မဖြစ်ဘူးနော် စေးရုံမရှိတဲ့ဟာအောင့်ထားလိုက်ပါဦးဟာအဲ့ဒီအခုတက်ဟာလေဘာမှန်းကိုမသိဘူးခလေးမွေးဖို့အဲ့ဒါလိုအောင့်ထားလို့ရတဲ့အရာမျိုးမဟုတ်ဘူးဒီယောက်ျားနဲ့တော့ခတ်တော့တာပဲနော်စိတ်ညစ်ပါလေပြောရင်းဆိုရင်မခင်လေးဘိုင်းနာစိတ်လာက ကိုတက်ဦးဘာလို့လို့ဘာကံရမှန်းမသိရောင်ချာချာဖြစ်နေပါလေမှန်တော့မှာတိုင်းနဲ့တားဖားဆရာမတယောက်ရှိတာကိုသိထားတဲ့ကိုတက်ဦးအပြေးလွှားသွားခေါ်လိုက်တယ် ဖះเจ้าရှင်သားကជីជីဒေါခင်သားကိုလည်းတောက်ခေါ်ပေးပါအောင်လို့မက်ခင်လေးအတီးပေးလာတာကြောင့်အေး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 အခုပဲတောက်ခေါ်လိုက်မယ်ဖះเจ้าရှင်သားကဒေါခင်သားကိုဆိုင်ကယ်နဲ့ကိုတက်ဦးသွားကြိုခဲ့ပါတယ်တောသူတောင်သားတွေအတွက်ခလေးမွေးပွားရီအာကိုတကြီးခေါ်လေးရှိတဲ့အရက်တယ်လက်တယ်ဖြစ် အတွေ့အကြုံရှိနေတဲ့အမျိုးသမီးကြီးမို့ဘိုင်းနာနေတဲ့မက်ခင်လေးစီကိုတိုင်းနယ်တာဖွာဆရာမရဲ့ ကြီးခင်ထားရဲ့ရောက်လာကြတယ်ဆိုရင်ပဲမက်ခင်လေးကိုတွေးပေါင်ချင်းချင်းနှလုံးခုန်လုံးတွေဆန်းသက်ကြည့်တော့ကိုတဦးရေမက်ခင်လေးကဒီညမွေးတော့မယ်မိုးကြီးမျိုးကိုဆင်းဖို့အချိန်မရှိတော့ပါဘူးရှင်တဦးမို့ဆေးရုံမှာပဲမွေးမယ်ရည်ရွယ်ပြီးမနက်ကမိုးကြီးမျိုးကိုဆင်းကြမလို့ပြင်ဆင်နေကြရင်ဖိုက်နာလာတာပဲဗျညာနဲ့ခဲ့ပြီမက်ခင်လေးမမွေးနိုင်သေးဘိုက်ကနားလာလိုက်ပြောင်းသွားလိုက်နေ ။နေုံမိုးကလည်းဒီညအမှမဖွဲပဲတဲတဲမဲမဲရွာနေသည့်ဖြစ်မှုကိုတက်ဦးစိတ်ပူလာသည်။မခင်လေးမမွေးနိုင်ရင်ဘလို့လောက်ကြမလဲတွေးရင်လူအထတွေလောက်ပြရင်ရင်းနေအိုးကျိုးနေတဲ့ကိုတက်ဦးတယောက်အတွေးတွေရောက်ရက်ခတ်နေစဲမှာပဲ။အောင်တက်ဦးရေကြီးခင်သားကအနားရောက်လာပြီးခေါ်လိုက်မှအတွေးစပြတ်သွားခဲ့တယ်။မောင်တူကြီးမခင်လေးကိုမြကြီးနာဆေးရုံပို့မှ ဖြစ်တော့မယ်တဲ့ကာစီစင်ပါတော့ဟင် ဘလို့ဘလို့နောက်မှမေးတော့ဆရာမကကားစီစဉ်ခိုင်းနေပြီ သူကိုယ်တိုင်လိုက်လိုက်မယ်အဲ့ဒါလို့ကတော်ကမျောနဲ့မိုးတဲတဲထဲမှာကားကိုအော်တာငားပြီမြကြီးနာဆေးရုံရောက်ခဲကြလီတော့မနဲ့နှစ်နာရီထိုးပြီအရေးပေါ်ခွဲစိတ်ခံဝင်လိုက်ရတဲ့မက်ခင်လေးတယောက်စနေနေ့မနဲ့နေတက်ရေတက်မှာတအူးလေးကိုမွေးဖွားလိုက်တယ်။ခလေးကအပြင်ရောက်တော့အောက်ဆီဂျင်ပိုက်တန်းတန်းနဲ့မက်ခင်လေးခမရာဆုံသွားချပြီ ုတဦးတယောက်ဇနီးဖြစ်သူမခင်လေးမပါပဲတားကိုပွေ့စီရင်မုံချင်းမျိုးမိဘရှိရာအိမ်စီတို့ပြန်လာခဲ့ရတယ်။တဦးစနေမီးလိုမှွေးဆိုတဲ့ဆိုရိုးစကားကကိုတဦးအတွက်မှန်နေခဲ့ပြီလား။သို့တော်ကိုတဦးတယောက်တားကိုအပြစ်မမြင်နိုင်ခဲ့ချာပါ။ဒါကြောင့်တားလေးကိုမောင်ထားလိုက်ဝင်းအမီမွေးနေ့ပွဲတကုတ်လုပ်ပေးရင်နေမပြောတဲ့ဘဝနဲ့အရရဲ့ကျေးကျွန်ဖြစ်မှန်းမသိဖြစ်လာခဲ့တယ်။ ရှိတူရှိတူလက်တွဲလာတဲ့ရှင်သနီမခင်လေးဆုံးသွားတော့ကိုတော်ဦးခမရစိတ်ခံစားမှုပြောင်းနိုင်မလားအတွေ့နဲ့အရက်ဆိုင်ကိုသွားနေမနာညမနာတောက်ပြီးဦးလာရင်သားကိုပွေ့စီပြီးငိုလိုက်နဲ့အရက်တော်မှာနေတတ်တတ်နေလာခဲ့တယ်။တိုင်းရင်းသားတွေအနေများတဲ့မှန်တောင်းရွာကလေးမှာစီဝါရှားနေတဲ့လက်ဖက်ရည်ဆိုင်ကို ပြန်ဖွှင်းဖို့တက်သွားတော့လေ။ဇနီးပြည်သူမခင်လေးရဲ့အရေးအယံကိုမိမရတဲ့အတွေ့ ဈေးဆိုင်ကိုအပေးရောင်းချပြီးသားနဲ့မိဘရှိရာမိုးညင်းမျိုးကိုပြန်လာခဲ့တယ်။မိတဆိုးသားလေးကို မြေဦးလေးမို့ဆူဆူကောင်းကောင်း ပြုစုဆောင်ချောက်ပေးတယ်။အဖိုးအဖွားကကိုတဦးမော်တဲ့ကအပေးပြန်လာပြီးတုံးလာအကြမှာဖျားဖူးသွားရင်လမ်းမှာကားမောက်ပြီးတည်ဆုံးခဲ့ကြပြန်တယ်။တဦးစနေမို့ဂျိုးမွေတယ်ဆိုတဲ့ဇကားရဲ့အရင်မဲကတားလေးပေါ်မှာကြာရောက်ခဲ့တာကို ကိုတအူးမခံစားနိုင်ခဲ့ပြန်ပါဘူး။ ။မယားသည်မိဘတရားတဲ့အဖြစ်ဟာစနေသားကိုမွေးမိတာကြောင့်လား။အတွေးများနဲ့အအိပ်ပြက်အစားပြက်တဲ့ကိုတဦးတရား။အတောင်မပြတ်ခဲ့တာကြောင့်လုံပါပါရင်တေပွဲဝင်ခဲ့ရတဲ့အဖြစ်ရပါဒုက္ခမျိုးစုံကြမှာတနေ့နဲ့သုံးလပြည့်ခဲ့တဲ့စနေသားမောင်ထလှန်ဝင်ရဲ့ဘဝဟာနှီးကိုအားထားရမရှိတော့တဲ့အဖြစ်ရပါပဲဒီကလေးကတအူးစနေမှု ခိုက်တယ်တယောက်စကားတရားပွားဆိုလို့ ။ဒဲဆွေမျိုးနှိဆက်တွေမှခေါ်မထားခြင်းနဲ့အထိဖြစ်လာရတယ်။မခေါ်လို့လည်းမရ။မတော်လို့လည်းမရတဲ့မောင်ထက်လိုက်ဝင်းရဲ့အဖွားနဲ့ညီအမတော်တဲ့အဖွားလေးအိမ်သူက ခေါ်ယူထားလိုက်ရတယ်။အဖွားလေးတော်အိမ်သူမှလည်းတမီးနဲ့တမတ်ကိုမိကိုနေထိုင်စားတောက်နေရတာကြောင့်မပြေလည်မှုတစ်ခုခုဖြစ်လာတိုင်းဒီစနေသားအိမ်ပေါ်ရောက်လာတာကြောင့်ဒီလိုအခက်အခဲကြုံရတာပြောဆိုပြီးအမေဖြစ်သူတော်အိမ်သူကိုအပြစ်တင်မဆုံးဖြစ်နေခဲ့တယ် နောက်ထပ်လိုက်ဝင်အနေနဲ့တဦးစနေမီးလိုမွေအရင်မဲကြောင့်ဖွာလေးအင်သူရဲ့မြေအရင်တွေနဲ့အခွင့်အရေးတန်းတူမရခဲ့ရှာပါဘူးအနေကဘဝနဲ့ပဲဖွာလေးတော်အင်သူရဲ့မလုံးတလုံးရင်ွေးကြမှာအတန်ငါးနှစ်ပြည်လာခဲ့တဲ့မောင်ထပ်လိုက်ဝင်အတွေ့ကံကြမ္မာအလဲပြောင်းကတိတ်အံ့ဩဖို့ကောင်းပါလေတနေ့မှာတော့ကံကံရဲ့အကျိုးကိုယုံကြည်ပြီးစီးဝါချားနေကြတဲ့အင်းတော်ကြီးဒေတာဒွဲမုံရွာက စဘာကုန်တယ်လင်မယားနှစ်ယောက်ကအမွေသားမွေခံအဖြစ်ငွေစားဖို့ဖွားလေးအိမ်သူစီကိုတန်တန်းမတ်မတ် ရောက်လာခဲ့ကြတယ်။လိုအပ်တဲ့စာချုပ်စာတမ်းတွေပြုလုပ်ပြီး မောင်ထလိုင်ဝင်းကိုအင်းတော်ကြီးဒေတာလွဲမုံရွာသို့ငွေစားမိဘခေါ်ယူသွားတဲ့အချိန်မှာမျက်ရည်ကျတော့ဆိုလို့ဖွားလေးတော်အိမ်သူတယောက်ထဲရဲ့ပါပဲ။ယိုသားဂျိုသားပြီးစီဝါချာနေတဲ့စဘာကုန်တယ်လင်မယားရဲ့လက်ထဲမှာအေးအေးကြမ်းကြမ်းနဲ့ ကျောင်းနေစာသင်ရင်အသက်10နှစ်အပြည့်မှာ ရှင်ပြုတ်အလှလုပ်ပေးတဲ့အချိန်ကစလို့မောင်ထက်လိုက်ဝင်းဟာကိုရင်ဘဝနဲ့ကျောင်းစာကိုဆက်တင်ရင်အသက်20အပြည့်မှာမွေးစားမိဘကပဲရဟန်းခံပေးခဲ့ပြန်တယ်ရဟန်းဘဝနဲ့မန္တလေးပရိယတ်တိစာသင်တိုင်းမှာစာဝါလိုက်ရင်ဓမ္မဂရိကဘွဲကိုအရယူနိုင်ခဲ့တယ်ရာသီဇဝွန်တွေအလီလီပြောင်းခဲ့ပြီတဦးစနေမောင်ထက်လိုက်ဝင်းဘဝဟာလည်းပြောင်းလဲသွားခဲ့ရပါပြီ ဟောအခုတော့ဓမ္မဂရိက တရားဟောဆရာတော်ဥဏ္ဏေရဘွဲ့အမည်နဲ့ယဟန်၅ဝအရာမှာဆွေမျိုးတတိုက်ကိုတရားဟူဟောလိုက်တာကကံကံဤအကျိုးတရားတော်ပါ ခမဲတော်မဲတော်နဲ့အဖိုးဘွားဆုံးမသွားရခြင်းဟာဒီနေ့ဒီရက်မှာတရားမယ်ဆိုတဲ့ကံကြမ္မာကလူသားတွေအတွက်ပါလာပြီးသားမို့တိုက်ဆိုင်မှုတစ်ခုသာဖြစ်ကြောင်းဟောပြောရင်နောက်ဆုံးဝိတရားပွဲအသိမ့်မှာအဖိုးအဖွားနဲ့ မဲတော်ခမဲတော်တို့တင်ဆုံးရခြင်းရဲ့ကံကံဤအကျိုးဟာ ကျွန်တော်စနေသားနဲ့ဆိုင်းပါသလားဟောပြောရင် အဖိုးဘွားနဲ့မဲတော်ခမဲတော်တို့ကိုယေစုပြီး25နှစ်ကြာမှတာယဟန်ကိုတိုင်းအမျှပေးဝေပါတယ်။ရောက်ရဘုံဘွားကနေတာတို့ခေါ်တော်မူပါ။စနေသားကျွန်တော်မောင်ထလိုက်ဝင်တဖြစ်လေ။ဦးစဉ်ဦးနှံနီရမှအမျှပေးဝေပါ၏။ယူတော်မူကြပါကုန်လော။ရေစဲတုံးချလိုက်ရမှာ တရားနာပရိသတ်နဲ့အတူသွေတော်ရှစ်တောင်းမျိုးတော်ပေါင်းတွေတရားပွဲမှာတရားနာရင်ရေစဲရှ အမြပေးဝေကငိုပွဲဆင်ခဲ့ကြတဲ့အဖြစ်ရပါဒါဟာပုံမြင်တဲ့ပုံမဖြစ်ခဲ့တယ်လို့ဒါနာကြီးလည်းမဟုတ်ပါဘူးရသော်ဗျာဟောကြားခဲ့တဲ့တရားတော်မှာဖြစ်ပြီးရင်ပြည့်ရမှာပါတချို့တရားဝါတွေအတွက်ဘယ်နေ့ဘယ်ရက်မှာဘလို့တည်ရမယ်ဆိုတာကံကြမ္မာကအပြီးပါလာခဲ့ပြီးသားမို့တည်ခြင်းတရားမှာစနေသားနဲ့ မတက်ဆိုင်ဘူးဆိုတာဟုတ်ကဲ့ပါခင်ဗျာဆန်ရည်သူဆီယာမငွေရည်နှင်းဆက် ဖားကန့်ရေးသားတော့တဦးစနေလို့အမည်ရတဲ့ဝိတုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာ ကိုဆက်လက်ပြီးတော့ဆန်ရည်သူရှစ်ကြည်အေးရေးသားတော့ရှစ်ပိုင်ခွင်လို့အမည်ရတဲ့ဝိတုတို့လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာရှစ်ပိုင်ခွင်ဖေဖေတပြောစရာရှိလို့ အေးဘာပြောမှလဲတာပြောလေကွာတားလင်းရောက်နေက သူ့အမေတူသူညုံစီစီအေးဆက်ဆက်နဲ့ပြောလို့တော့စကားကိုမလို့အပ်လိုက်ရင်မျက်လုံးအကြည့်မျက်နှာအမူအရာလောက်နဲ့တာတဖက်လူကိုသိစေတတ်သူပေါ့ပေါ့ပါပါစကားမျိုးကတော့တားဘနှစ်ယောက်ကြားဘာအခမ်းမှမလို့ပဲပြောနေကြမှုအခုတော့တားကကျွန်တော်နဲ့စကားပြောရင်ပလင်ခံလာပြီဆိုတော့ဒါကတော်ရုံတန်ရုံစကားမဟုတ်နိုင်ပါဘူး တနင်းလာတောက်ကြလို့နေများမှာတားပနေရလို့အဆင်ပြေသလိုကြုံသလိုညစာစားတက်ခဲကြပေမဲ့လောက်ပဲ့ရဲ့စနေနေ့တနင်းခွနေ့နေ့တွေမှာတော့မိဘကြောင့်အတူဝင်ကရှက်ပြုတ်စားတောက်တက်ကြမြဲမှုအိမ်မှာအတူရှိနေတတ်ကြတာများပါသည်ဒီတော့တားနဲ့ကျွန်တော်အကြမှာရင်းနေမှုကတားနဲ့အဖေဆိုတာထက်အများကြီးပိုလွန်ပါသည်တားကအတန်ကြာနှုတ်ဆက်နေပြီးမှ ဆုံးဖြတ်ပြီးဟန်နေ ြောလိုသောစကားကိုထောက်ချောက်ပြောချလိုက်လေသည်။တားကိုမိမတောင်းပေးပါဖေဖေ။ဟေးညလုံးများမြင့်တက်လျက်အံ့ဩမှုအပြည့်ကျွန်တော်မျက်နှာကိုတားကမျှော်လင့်ထားပြီးဖြစ်သောပုံစံမျိုးနှင့်သာတုံ့ပြန်လေသည်။ဟာငါသားကြီးအားဒီခေတ်ကြီးထဲမှာတားကိုဖေဖေကမိမလိုက်တောင်းပေးနေဖို့လိုသေးလို့လားကွာ။နေပါဦး။တားဆိုလိုချင်တာကတားတို့လူငယ်ချင်းအဆင်ပြေနေပြီ။ ဖေဖေကမိဘချင်းလိုက်နားဖောက်ပေးဖို့အဲ့လိုလားမဟုတ်ဘူးဖေဖေသူ့သားကိုပြန်မဖြေသေးဘူးမိဘသဘောကျရင်တော့သူလက်ခံပါမယ်တဲ့ဟေးကျွန်တော်နောက်တစ်ချိန်ဟေချင်းမှတော့သားမျက်နှာကအတန်ငယ်နေချင်းလာလေရဲ့စိတ်လုံးရှားဟန်ဆွတ်တော့သားလက်ချောင်းကလေးတွေကကလထိုင်တက်တင်ပေါ်တီးခတ်နေခြင်းဟန်ကိုေးလုံးလို့နေခဲ့သည်။တားရက်ကောင်းကိုကျွန်တော်လက်ဝါးဖြင့်တတအုပ်ကင်လည်းရဲ့ ကျင်နာစွာကြည့်မိတော့တားမြက်ဝန်းတို့ကစွတ်စွတ်လာတဲ့အောင်ရှိလေ။တချိန်ထဲမှာပဲလွန်ခဲ့သော နှစ်ပေါင်း30ခန်းကမင်းရဲ့ကြော်သွားဆိုသောလူငယ်ကလေးကိုမျက်စီထဲပြန်မြင်လာကကျွန်တော်နှုတ်ခမ်းမှစကားတို့တားအတွက်ဒရဇက်ထွက်ကြစီစဉ်လာတဲ့လေရောသည်။အဖြစ်အပျက်အားလုံးတို့သည်မင်းကြော်စွာက နိုင်နဲ့ရေကိုမြင်မြင်ချင်းမြေတာတတ်ဝင်မိခဲ့ရာကစသည်ဟုပြောရမည်ထင်ပါသည်။သူဘာကိုမှအတွေးနိုင်တော့ပါ။ နိုင်တဲ့ရည်ကိုသူဘလို့နည်းနည်းမှအဆုံးချုံးမခံနိုင်။နိုင်တဲ့ရည်မိဘများထံမှာတောင်းရန်ပေးဖို့ကိုသာ သူမိဘများကိုတွင်တွင်ပူဇော်မိတော်၏။မငင်းနိုင်သောအကြောင်းအရာများစွာတို့ကြောင့်သူမိဘများ၏ကံလန်းချက်ကိုနိုင်တဲ့ရည်မိဘများကလက်ခံလိုက်ပြီးရှင်တွင်မူ။သူတော်ကလည်းအရာရာပြည့်ပြည့်စုံနေပြီဟုသူနှစ်လို့အာရပျော်ရွှင်ခဲ့လေသည်။တကယ်လည်းသူပျော်ရွှင်ခဲ့ရပါသည်။ သူရှင်းမြတ်လို့လာတော့နိုင်လက်ရည်သူ့အနာမှာအစဉ်ရှိနေခြင်းကပင် သူ့အတွက်အရာရာကုန်လုံးစွာ နိုင်လက်ရည်သည်မဆက်တက်မပြုတ်တတ်သောမိန်းကလေးမိဘမျက်စိအောက်မှာခလေးလိုနေထိုင်ပြီး ကြီးပြင်းလာရသောမိန်းကလေးဖြစ်သည်မို့လားမသိအိမ်နောက်တောင်ဝင်များကိုဘာမှမလုပ်တတ်မကင်တတ်ခဲ့ကိစ္စမရှိပါ သူ့အတွက်တော့သူ့အနာမှာနိုင်လက်ရည်ရှိနေလျင် လုံလောက်ပြီအခါများတော့ပါပင်သူ့အလုပ်ကပြန်လာမှာ နှစ်ယောက်သားအတူမိဖို့ကြောင့်ဝင်ရှက်ပြုတ်ကြသည်ငားမကင်တတ်သောနိုင်လက်ရည်တယောက်ငားတက်ကောင်နှင့်ထိုင်မိုမိမတက်ဖြစ်နေသည်ကို သူ့မှာကြည်ရင်ကရည်လဲရည်ချင်းတနာလဲတနာက သူကိုယ်တိုင်ပဲငားကိုခုတ်ပါစားဆံတွင်မပြားရင်နဲ့လည်းစီသက်ရှက်ပြုတ်ပြတတ်နေသည်အဝဲတဲ့များကိုဆက်တဲ့လုံထွေထက်ချုံပြီး၍အယောင်ဆွန်းသွားသောသူ့ချက်အင်းကြီးအဖြူများကြောင့်မကြာခဏကြေကွဲခဲ့ရာ မီးအေးအေးနဲ့တိုက်ရမိအဝဲအစားတို့ကိုမီးပြင်းနဲ့တိုက်မိတော့ကြောင့်မီးဘူးကတ်သွားသည့်အတွက်သူ့မှာနှမျောလွန်ခဲ့ရဘူးသည်သို့တော်နိုင်လဲရေကိုသူမဆူရက်ပါ ရှစ်သောစိတ်တစ်ခုအပြင် အရေးတကြီးကြီးနဲ့မျက်နှာလွန်ရသောနှစ်လိုစိတ်ကြောင့်လားနိုင်လဲရေအပေါ်ဘာတစ်ခုမှ အပြစ်မီ၍မရခဲ့တားကလေးမွေးအသည်တိတိကျကျဆွေရတော့တားကလေး၃နှစ်သားလောက်ကြာမှနိုင်လိုက်ယူကတားတဲ့နေခင်တယောက် ိမ်နောက်ရှင်မတရားအဖြစ်အိမ်မှုကိစ္စများကိုနိုင်နင်းလာတာဖြစ်လေသည်သူဘဝကြီးမှာလည်းအရင်ကထက်ပုံမိုးဆိုပြေလာတဲ့အောင်ရှိခဲ့သည်ဇနီးနှင့်တားနေအရင်ပြန်ဇနီးသက်ချက်ပြုတ်ထားသောထမင်းဝိုင်းကအစဉ်သိမ့်တားကလေး၏ရှစ်ဆက်ပွဲတိတိတတများနှင့်ပေါင်းတော်သူတို့နေတာတင်ရန်သမျှတို့ပေပြောက်ခဲ့ရသည်ပင်တို့ရတွင် စိတ်ဤချမ်းသာခြင်းတို့သည် သူထံမှရေရှည်မတည်တတ်လေတားကလေးစနေအရွယ်မှာ အပျော်ဟုသမျှတို့သူ့ဘဝကြီးထဲမှာနှုတ်ယူခံလိုက်ရလေတော့သည် နိုင်လဲရေတရင်ကောင်းကင်စာနှင့်စေယုံတက်ရတဲ့အချိန်မှာစခဲ့သည်တားကတော့ဘာမှမသိတတ်သည်သူ့မှာသာဆုတ်လဲဆိုစားလဲယူသည့်အဖြစ်ကသူ့ထံမှာနေနေညံ့ညံ့ဝင်စားလေရဲ့တအုံနှွေးနှွေးပူလောင်ခဲ့ရသည်ပင်နိုင်လဲရေဒံယာရီကိုခေါင်းအောက်မှာတွေ့စဉ်ကတော့ဘာရမဟုတ် နိုင်တဲ့ရင်နေ့စဉ်မပြတ်ရေးသားပါစေဆိုသည့်စိတ်နဲ့စင်းယုံယူသားရကောင်းတို့ခေါင်းအောင်အောက်ကထောက်ယူမိခဲ့ခြင်းသာဖြစ်လေသည်မောင်ကျမဒီနေ့မဂ္ဂဇင်းထဲမှာမောင်ဝိထုလေးတစ်ပုဒ်ဖတ်လိုက်ရတယ်ကောင်းမလေးကသူ့ကောင်လေးကိုရေးလိုက်တဲ့စာလေးတဲ့မောင်စိတ်ညစ်သွားမှာပါကျမကမိမမပီတာဘူးရင်ကျေးတိမ်မွေးလေတို့မဟုတ်တယ်လို့ချူသာသွားသောစကားကိုဆိုတတ်သူလည်းမဟုတ်ဘူးမောင် ကျမနှုတ်ထွက်စကားတွေဟာအယောင်မဲ့နေတတ်တယ်။မလို့အဘူးထင်ရင် ကျမကဘာစကားအပူလေးမှလည်းပြောနေတတ်သူမဟုတ်ဘူး။အတူနေကြတော့ကြာလာတဲ့အခါမောင်ကျမကိုတေချာပေါက်စိတ်ပြတ်သွားမှပါလိမ့်။ကျမကမောင်ကို အမုန်းနဲ့လမ်းမခွဲခြင်းတူရဲ့။မေးလိုက်ကြပါသူမောင်ရ။မောင်ရဲ့အမ်ကျမမောင်ကို ပြောဘူးတာပဲ။အဲ့ဒီစာပိုက်က အောင်ကျမကိုရည်ရွယ်ရေးခဲ့တာမဟုတ်လားဟင်ပြောပါမောင်ဖေဗူဝါရီလ20ရက်မောင်ရေတဘာဝတရားကြီးရဲ့ကုသမှုအောက်မှာဒဏ်ရာတွေဟာအလိုလို အနာဖေးတက်ကြက်သွားတက်တဲ့အပေါ်ရန်ရေပြားပေါ်ကဒဏ်ရာတွေကိုဆိုလိုဟန်ရှိပါရဲ့လေအတွင်းလိုက်စားနေတဲ့အသေးများစွာလေးကြတော့ဘလို့ကုကုဘလို့ထွက်ပြပြမလို့မြောက်နိုင်ပြန်ဘူးနော် နိုင်28ရက်ဖေဖော်ဝါရီလဘာနဲ့များလဲစားမေးပြောက်ထားခဲ့ရပါမလဲမောင်အနားမှာရှိမနေတဲ့ကျမလက်ရှိဘဝတဲကနေ့စဉ်တွေကိုလေမောင်ရေးသမျှစာတွေကို ကျမမျက်စိနဲ့ဖတ်နားနဲ့ကြားရင်နှလုံးသားနဲ့အသေးစားခန်းစားနားလည်းမိတတ်တော့ပူနာခြင်းဖွယ်ကျမနဲ့မောင်ကဝေးခဲ့ကြပြီဆိုတော့မှတယောက်နဲ့တယောက်မခွဲနိုင်တော့အောင်တန်ရောစဉ်ရှိနေကြမှာ ပို့လို့တေချာသွားခဲ့တော့တာအတူတူဆိုတဲ့စလုံးပေါင်းကိုမေးဖို့အတော်ခက်လာရှိမေးခြင်းအောင်ဆောင်ထားလဲပဲအချိန်ကြရင်တွေးတွေကတပတ်ကြော့လာပြန်မောင်ရင်ဟင်နောင်ဘဝဆိုတာကိုကျမမယုံဘူးမောင်နိုင်တုံးရဲ့အေးပြီလားမောင်ရင်မောင်လုံးချင်းတဲ့အုပ်ကိုရုပ်ချင်ရိုက်ဖို့ဝင်လိုက်တယ်လို့ကျမကြားရတယ် ဝမ်းသာလိုက်တာမောင်ရင်မောင်တကယ်ပဲအောင်မြင်နေပြီပေါ့နော်မောင်ဆက်လက်အောင်မြင်ပါစေလို့ကျမဆုတောင်းနေပါတယ်မောင်ဖြစ်နိုင်ရင် မောင်အနားမှာမောင်လက်ကိုစုပ်ကန်ရင်ပြော့ပြကျင်လိုက်တာအခုတော့ရင်ထဲကပဲဆုတောင်းပေးနေပြရစို့မောင်ကြားနိုင်မှာမဟုတ်ပြီမဲ့လေလေနိုင်ခုနှစ်ရက်နေလားမောင်လေကျမတားကလေးဒီနေ့မူโจချောင်းတွားရပြီတိလား သူများကလေးတွေငိုယိုနေချိန်မှာတားကသူ့အဖေကိုရောကျမကိုရောနှုတ်ဆက်ပြီးတာနဲ့ကြောင်ကန်နဲ့ရှားကလေးလှဲ့ဝင်သွားလိုက်တာများတန်ရောစဉ်ပြက်ပယ်မောင်းရင်ကျမနဲ့သူ့အဖေမှာငိုရမလို့ရဲရမလို့ရဲ့တားကတန်ရောစဉ်မှာထားတတ်တဲ့သူများလားဒါမှမဟုတ်မောင်းလို့ခင်တွယ်မှုကို ထုံမပြတတ်တဲ့တွေးအေးသူကလေးများလားစိတ်မောရတယ်မောင်းရင်ဒီလိုအခိုက်အတန့်လေးတွေမှာ ကျမမောင်ကိုတတိယနေ့နေပါရဲ့နာ၃ရက်ဇွန်လတချို့ရက်တွေမှာတော့နိုင်တဲ့ရေကတာကလေးအကြောင်းသူ့ကျမရေအကြောင်းကျွန်တော်အကြောင်းနဲ့ဈေးစရင်တွေအိမ်သုံးချက်စရင်တွေဒါရေးမှတ်ထားခဲ့သည်တချို့စာမျက်နှာတွေမှာတော့သူ့စာရေးဆရာရဲ့စာအပိုင်းစာလေးတွေကိုနင်းသားကဖြန့်ညက်တက်လို့နေဆွဲထိုးကကတ်ထားတတ်သည် နိုင်လက်ရည်ဒံရည်ပေါ်ကျွန်တော်မျက်ရည်တွေပေါက်ဖနေကြလာတော့မှပြီပြန်၍တတိဝင်လာကဘေးဘီကိုမျက်ချင်းပြလိုက်တော့သားကကြောင်းသွားဖို့ကားဆောင်နေရကကျွန်တော်မျက်နှာကို မေးစကြည့်နေကြလေသည်ဘာမှမဖြစ်သလိုမျက်ရည်တွေကိုမတိမတာတုပ်လိုက်ကဒံရည်ကိုစပွဲပေါ်တင်လေရဲ့သားနဲ့တို့ကြောင်းကားဆောင်ရန်ဆန်ချီအုတ်ခုံပေါ်အတိမဲ့ထိုင်နေမိခဲ့သောနေ့တနေ့ပါပဲ ဆရာဝန်ပြောချက်ကအရနိုင်လဲရင်ဤလက်ကျန်ရမားကနငါးချောင်းပဲမပြည့်ရှင်တော့တခုခုကိုကျွန်တော်စိတ်ထဲတေချာသိနေခဲ့သည်ညနေဆောင်တော့မှကျွန်တော်မျောနေမှထားတော့ဖုန်းတစ်ခုဝင်လာကသူ့ကိုယ်သူမိတ်ဆက်စကားပြောလာခဲ့သူ နိုင်လဲရင်ဤစာရေးဆရာသူတို့ကျွန်တော်ချင်းမှာပင်စကားပြောပေးကြသည်စကားပြောကြသည်ဆိုခြင်းထက်တယောက်နဲ့တယောက်မျက်လုံးအကြည့်များဖြင့်သာပြောဆိုနေကြခြင်းသာ နိုင်တဲ့ရင်မှာ၄တန်းမြအထနိုင်တော့ပြီ။ဆာရင်ဆရာက နိုင်တဲ့ရည်ဤလက်ချောင်းကလေးများကိုထွေးဆုပ်ကျင်တာခဲ့ပုံရသည်။နိုင်တဲ့ရည်ဤညာဘက်မြဝန်းတောင်စုံမှာမျက်ရည်တစက်၊သူမနဲ့အထင်ပေါ်လက်ကနေအစင်းမှာမေးကြောတွေတင်းနေအောင်အန်ကျိတ်ထိန်းထားသည့်စာရေးဆရာကြီးမြေဝေါ်များဆွဆွတောက်ပနေသည်ကိုကျွန်တော်တွေ့လိုက်ရလေ။ကျွန်တော်အခန်းထဲမှထား၍ထွက်လာခဲ့ပြီးတော့သည်။စာရေးဆရာကအားနာကြည့်တစ်ချက် ကျွန်တော်စီလှမ်းဖို့ခြင်းကျွန်တော်ကရပါတယ်ဗျာပြောစရာရှိတာလားပြောကြပါဆိုတော့နားလည်မှုမျိုးဝန်းတွေနဲ့ပြန်ကြည့်ပေးခဲ့ရသေးသည်ပဲခုချိန်ကြမှာတေလူမျိုးပါမိမတယောက်ကို ပခုံးမှကင်လောက်တာမေးကွာဆိုပြီးပြစ်တင်ကကားဆိုရမှာလားလုံရက်တဲ့မိမမင်းစိတ်ထဲမှာဒီလူတစ်ချိန်လုံးရှိနေတယ်ဗောလေဟုတ်လားဆိုပြီးနာကြည့်ပြစ်လိုက်ရမှာလား ကျွန်တော်မသိနိုင်ပါနိုင်လည်းရေနောက်ဆုံးအချိန်မှာသူမအနာရှိနေစေခြင်းတော့သူဟာကျွန်တော်မဟုတ်ပါလေစားလောကကြီးထဲကအချိန်မရေထွက်ခွာတင်ဆုံးသွားနိုင်သည့်မိမတယောက်၏နောက်ဆုံးဆန္ဒကရောဘာများဖြစ်နိုင်ပါမည်လဲမရှိမနစ်သက်သောလင်ယောက်ျားတယောက်ကိုတမီးရဲ့လိမ်မှာအမိခံမွေးတက်တက်လက်ထပ်ခဲ့သလားငင်းပက်ရန်မဆွမ်းနိုင်သောအကြောင်းတရားတို့ရှိခဲ့၍တည်းလားတို့ဒီမဟုတ် မျက်စိဖွင့်ပြီးရွေးချယ်နေလို့သာပါ၏မျက်စိမိတ်ထားရင်ယောက်ျားတွေဟာအားလုံးအတူတူပါပဲလို့များနိုင်လဲရီအီမိခင်ကတရားရှာခဲ့လေသလားကျွန်တော်မသိပါနိုင်လဲရီအီတစ္ဆာတရားအပေါ်အတိတ်ပဲဖွင့်ဆိုချက်ကိုတည်ခွင့်ရနိုင်ခြင်းကျွန်တော်သိရှင်ပါသေးသည်ကျွန်တော်အခန်းထဲပြန်ဝင်လာတော့နိုင်လဲရီမျိုးမိုးများမှာနှေးနေလေရဲ့စာရေးဆရာကသူမကို အနတ္တလက္ခဏာတော့ရွတ်ဖတ်ပြနေခဲ့လေသည် နိုင်တဲ့ရင်ဆုံးသွားချိန်မှာရမနာပဲတလို့နိုင်တဲ့ရင်အတူပါရှားတော်နေကလည်းပေါ်မလာခဲ့တော့စာရေးဆရာသည် နောက်တလားအကြာမှာကျွန်တော်စီဖုံးဆက်လာခဲ့လေသည်နိုင်ကဒံယာကြီးအမြဲရေးနေရှိတယ်ကိုမင်းကျော်စွာအတွက်မလို့အဲ့ရင်ကျွန်တော်များ တိုင်းထားခွင့်ရမလားဗျာနိုင်တဲ့ရင်မတည်ခင်မှာသွားခဲ့လေသလားကျွန်တော်မတည်ရှာပါဇနီးပြည့်သူရဲ့ဒံယာကြီးကို မလို့အပ်တဲ့ခင်မွန်ရှိနေနိုင်မယ်လို့ ဘယ်လိုအသေးစားစိတ်တွေနဲ့များခမရပြောနိုင်ရတာပါလဲစိတ်ထဲမှာချက်ချင်းပင် ခုံးတုံပြန်လေရဲ့ကျွန်တော်နှုတ်မှစကားတို့ကတော့ရင်ကျေးပြုံလာစွာပြောထွက်နိုင်ကြလေသည်ကျွန်တော်မိမအာဓုဘချတော့အခေါင်းနဲ့ထဲပေးလိုက်တာပဲဗျာသူအမြန်ရေးလေရှိတဲ့ဒဏ်ရာကြီးမှတ်တမ်းဖို့လို့လေစာရေးစရာဖုံးချသွားတော့မှ ကျွန်တော်အဲ့ရဘေးကအပေါ်အန်ကျွဲလေးကိုဖွင့်ကြည့်ရင်တကိုယ်တည်းကျဉ်တ်စွာပြုံးလိုက်နေလေသည် ကျွန်တော်ဇလန်းရှိကြီးအဆုံးမှာတာကတပြင်းမောတစ်ခုလေးတင်ကရှာသည်လူတရားအပေါ်ရှစ်ပိုင်ခွင်ဟူသည်တဖက်သက်ရှင်အောင်ရဲ့နေရာစကောင်းဆိုသလိုကျွန်တော်ဆိုလိုရင်းမှာအချင်းမပါသောအိမ်တော်ကိုမထူထောင်စေခြင်းမှန်တာကောင်းစွာသဘောပေါက်ပါလိမ့်မည်တာဤစိတ်ထဲမှာတော့မိမတွေဟာအိမ်တော်ကြာသွားပြီးတဲ့အခါလင်ယောင်ကြားအပေါ်ရှက်သွားတာပဲဆိုဟုစင်ကြေတက်ကောင်းတက်ပေလိမ့်မည်သို့တော်ထိုမရေရာသောထင်းမြင်ယူဆချက်တစ်ခုတည်းနှင့် တာဘဝတစ်ခုလုံးကို လောင်းကြီးထက်လဲလဲဖို့ရမှာမတန်ရာလှပဲကျွန်တော်ကတော့တာကိုဒုတိယမင်းကျော်စွာအဖြစ်မခံနိုင်ပါကျွန်တော်ပြောပြခဲ့သောအဖြစ်ပြက်ထဲမှာထိုသုံးဖွဲ့ဆိုင်တို့သည်မင်းကျော်စွာ နိုင်တဲ့ရည်နဲ့စာရေးစရာတို့ဖြစ်ကြောင်းနာမည်တက်၍မပြောနိုင်ခဲ့သလိုကျွန်တော်ထံ၌တာနေနိုင်တဲ့ရည်ဤဒိုင်းရာရည်လေးခုထိရှိနေသေးကြောင်းကိုလည်းတာကိုကျွန်တော်ဘယ်တော့မှ ပြောပြပြလိုက်မည်မဟုတ်ပါ ရှစ်ကြည်၏ရှင်မြို့တည်ရုပ်စုံမဂ္ဂဇင်းအောက်ဂုလ2014ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးထူးပင် တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ